မင်္ဂလာပါရှင်အခုကအမ်နွေရာသီတော့မရောက်သေးဘူးပေါ့နော်ဒါပေမဲ့ spring ဆိုတော့အရင်ကြီးတော့မအေးတော့ဘူးပေါ့ညနေခင်းလေးဆိုနည်းနည်းပူတယ်ဆိုတော့ဒီလိုမျိုးရေခဲတုပ်လေးလှုပ်ရှားလို့ရှင်အရန်ကိုမိုက်ပါတယ်လှုပ်ရှားကြည့်ကြပါဦးနော်ဒါမေမိုးတို့တထုံဘက်ကဟိုလှုပ်တဲ့ပုံစံလေးပေါ့နော်ဒါပေမဲ့မေမိုးတို့ငငယ်တုန်းကတော့ဒီလောက်အမေမစုံဘူးပေါ့နော် အခုကတော့ကိုကကိုကြိုက်တဲ့တခြား ingredient လေးတွေကိုလည်းပို့ပြီးတော့အဆောင်ထည့်ထားတာပေါ့နော်စားလို့ပိုကောင်းပါတယ်ရှင်ဒါကအုံးယူလေးဒါကတော့ဟိုပေသီးပေါ့နော်သူကလေဒါကတော့ strawberry topping ပေါ့နော်သူကရေခဲရေခဲမုတ်ဆိုင်ဒီမှာလည်းတုံးတယ်သူကလေဒါကတော့သူက cream soda ကိုပါပေါ့အရည်ပေါ့နော်အရတာအနက်လေးနဲ့အရည်ပေါ့အဲဒါကတော့ဟိုဟာ နှင်းစီနတ်နဲ့အရင်အနေအောင်လေးရလေအမ်ဒါကတော့ပါဝင်ပစ္စည်းအစုံပေါ့နော်ဒါရေခဲကိုရေခဲကိုမင်းမိုးတို့ငငယ်တုန်းကတော့ဟိုရေခဲတုံးကြီးတွေကိုလေဖွဲတွေတဲ့နဲ့ထုတ်ဆေးပြီးတော့ဟိုဟာတွန်းကုန်လေးနဲ့ချစ်ကြတာကိုရင်းနေမှာတော့ကလေဒါအခုတော့ခစ်တရပြောင်းသွားပြီဆိုတော့ရေခဲကိုလေသူကဟိုဒီလိုကြိတ်ဆက်ကလေးနဲ့လွတ်လွတ်ကူကူ ကြိတ်စားလို့ရတာပေါ့နော်ဒါအိမ်သုံးအနေနဲ့ဆိုရင်လေဒီဆက်ကလေးကို recommend လုပ်ပါတယ်မိမိုးကတော့ကြိုက်တယ်ပေါ့နော်အိမ်မိသားစုတွေသုံးဖို့အတွက်တော့ဒီဆက်ကလေးကအဆင်ပြေတယ်လို့နော်ဟိုဟာသုံးရတာကြိုက်တယ်ပေါ့နော် ဒါရေခဲလေးတွေချစ်ပြီးပြီဆိုလို့ရှိရင် ပွဲပြင်ပါမယ်ပွဲပြင်တာတော့ပြောမယ်ဆိုထည့်ကျင်တယ်လို့ထည့်လို့ရပါတယ်ဒါကတော့ကိုကတော့လှလှပပလေးပြင်တဲ့ပုံစံလေးကိုရိုက်ပြလိုက်တာပေါ့နော်ရေခဲလေးအရင်ထည့်မယ်ပြီးရင်ပေါင်မုံလေးထည့်မယ်ပေါင်မုံလေးထည့်ပြီးလို့ရှိလို့ရှိရင်အာဟိုဘာလဲဘစ်ကစ်ကလေးထည့်တယ်သူကသူကဟိုဟာပျော်ဖို့လိုတယ်ဆိုတော့လေအောက်ဆုံးထည့်ထားလိုက်တာပေါ့နော်အပေါ်ကရေခဲထည့်တဲ့ခါကျတော့သူက ဟောလွတ်လပ်ကူကူပျော်ဝင်သွားအောင်ပေါ့เนาะအဲ့ဒါကတော့အုံသီးကိုယူထိုးထားတာသူကဗီယက်နမ်နေဗီယက်နမ်နေလောက်တာဖြစ်လိမ့်မယ်သူကလေအဲ့ဒါအဲ့ဒါလေးလည်းကောင်းတယ်ပေါ့เนาะအုံအုံယူပေါ့နောက်ပြီးရင်ဒါကတော့ဟိုကဘာခေါ်လဲပေသီးပေါ့เนาะပေသီးလေပြောမစို့ယူပါပဲသူလည်းတရားရင်နဲ့စိန်ထားတာဒါကတော့မင်းမို့လို့ဟိုကကြောက်ဖယုံယူပေါ့เนาะကြောက်ဖယုံယူ ဲ့ဒီပါဝင်ပစ္စည်းတွေအားလုံးမိမို့ကတော့တေချာရေးခဲ့တက်တာတွေမှာတိမ့်ပါတယ်အပြစ်မှာမထားဘူးပေါ့နော်ကိုကဖြည်းဖြည်းထားစားတယ်ဆိုတော့လေအဲ့လိုရေးခဲလေးပြန်ဖြည့်ပြီးတော့မှကိုကအလှအပဆင်မှာဆိုတော့အဲအဲ့ဒီကြာတော့မှ strawberry လေးဟိုကဟိုကဗာလေမြေပဲလေးထည့်တယ်ပြီးလို့ရှိရင် အုံသီးလေးထည့်တယ်ပြီးလို့ရှိရင်အဲ strawberry သူက top bin ပေါ့နော်ယူလိုမျိုးမပစ်ဘူးကွာတိလာတွေ့လားဟိုဟာပျော်လွယ်တယ်ပေါ့နော်ပြီးတော့သူ့အနံ့ရတာလေးကိုကြိုက်တယ်ပေါ့နော်သမီးလေးတွေကသူတို့ပေါင်မုန်းတယ်လဲညှက်စားတယ်ပြီးတော့မှဒီကိုကြိုက်တဲ့ကြိုက်တဲ့လောက်ပေါ့နော်အရင်ထဲဆရာမလို့သူကဒါကအပြစ်ရည်ဆိုတော့လေတကယ်လို့ခြုံသွားရင်လေအလုံးကိုနှံ့အမှွေပြီးတော့မှရေခဲလေးနည်းနည်းထက်လိုက်လို့ရပါတယ်။ဝါးအယံကူမအယံကူမ မိမိုးကအချိုပွဲတွေပါဆိုတိတ်မကြိုက်လို့ပေါ့နော်ဒါကတော့ no စီနောက်ဆုံးမှထည့်လိုက်တာတိတ်မကြိုက်လို့အဓိကအမေရိကန်အချိုပွဲတွေတိတ်မကြိုက်ဘူးပေါ့အဲ့လိုပြောပြန်တကူရဲ့ဒါကတော့ authentic ကိုငငယ်တည်းကဒီလိုစားပြီးကြီးလာတာဆိုတော့ချိုပွဲတွေမှာဆိုရင်ရေခဲတုပ်ကိုအရန်ကြိုက်ပါတယ်မိမိုးကလေဒါကြောင့်ဟိုလာမယ့် new year မြန်မာ new year ကာလမှာလေမိသားစုတွေတငယ်ချင်းတွေအိမ်မှာ အလိုလှုပ်ရှားလို့ရှင်ပျော်စရာလည်းကောင်းပါတယ်ခလေးတွေလည်းကြိုက်ကြပါတယ်ဒါနောက်တပွဲခုနတပွဲကဖေဖေကိုလှုပ်ပေးတာအကူကတော့စလုံးနဲ့ဥထစ်စားတာကျေးဇူးတင်ပါတယ်